င်္ဂလာပါအပွင့်ချစ်စီမှာအကျိုးဆုံးပါတယ်ဒီသင်္ကန်းစာဗီဒီယိုမှာတော့ကျွန်တော်အစ်သေးတဲ့မှာဒီ event planner ပုံစံမျိုးပေါ့နော်ဒီဆဲခွက်တွေကိုအယောင်နေနဲ့ဒီ planner design ပုံစံမျိုးလေးဒီဖန်တီးတဲ့ညီလေးကိုလုပ်ပြမှာ ဖြစ်ပါတယ် okay အဲ့တော့ဆရာကဒီသင်္ကန်းစာမှာဆိုရင်စာရွက်အမျိုးအစားကို orientation ကနေပြီး landscape နဲ့တုံးပြမယ်နောက်တစ်ခုက site မှာ legal ကိုရွေးထားမယ်ပေါ့နော်အဲ့တော့ legal site ဒီ orientation နဲ့သုံးပြီးတော့မှဒီ page တယောက် view နှိပ်လိုက်အပြီးဆိုရင် column တိုင်းကအကုန်လုံးမှာ6ခုပဲသုံးပြီးမယ် okay အဲ့တော့ဒီမှာ column တိုင်း A ကိုခက်ချင်းချင်းလေးထားမယ်ပေါ့နော် column တိုင်း B ကိုဆရာတို့ချဲလိုက်မယ်ပြီးရင် column တိုင်း C ကိုလည်းချဲလိုက်မယ် okay ပြီးရင် column တိုင်း D ပြီးရင် column တိုင်း E ပေါ့နော်ဒီလိုလေးချဲလိုက် okay ဒီလောက်ဆိုရင်ရပြီပေါ့နော်โอเคအဲ့တော့ဒီနောက်ဆုံး column တိုင်းလေးကတော့ column တိုင်း A လောက်ပဲနှိပါပေါ့နော်ခက်ချင်းချင်းလေးပဲထားလိုက်ဆိုတော့သူ့ရဲ့ဒီ column တိုင်းအကွာအဝေးကဒီ A နဲ့ B နဲ့ကြားမှာရှိနေတဲ့ column တစ်ပိုက်တာပေါ့ကိုမောက်တင်လိုက်တာနဲ့0.3ဆိုရင်0.31ပေါ့နော်ဒါဆိုလဲအဲ့လိုပဲဆရာတို့ကဒါဆို0.35ဆိုရင်0.31ပြအောင်ရှေ့ကိုဆွဲညှိလို့ရဒါမှမဟုတ်ဆိုလဲ3ပြအောင်ညှိလို့ရတယ် ။ဒီဟာဆိုလည်းအဲ့လိုပဲ0.3ဖြစ်အောင်အဲ့လိုကထားပြီးလို့ရပါတော့နော်။အကဲဒါဆို0.3ဖြစ်သွားပြီ။ဒီပြီဆိုမှဆရာတို့ကဒီနောက်မှာရှိနေတဲ့နော်ဆရာတို့ကဒီ column တိုင်းလေးတွေကိုပြန်ချဲလိုက်နော်။အဲ့ဒီ share ဟာလေးကနည်းနည်းပြန်ကြည့်မယ်။ဒီ column တိုင်း D ကိုပြန်ချက်နော်။ဒီရင်ဒီ column တိုင်း E ကိုလည်းနည်းနည်းလေးချဲပြီးလိုက်။ Okay ဆရာဒီမှာ margin အဆုံးအထိရရတယ်ပေါ့နော်။ Okay ုတ်ပြီဒီပေါ်မာမဆရာတို့ကဒါ event planner ဆိုတဲ့ပုံစံလေးပေါ့เนาะနောက်ပိုင်းကျရင် design လေးထွက်လာလဲโอเคဆိုတော့ပရမအဆုံးအနေနဲ့ဒါကဒီအပေါ်ဆုံးကเนาะဒီအပေါ်ဆုံးကဟာကိုဆရာကဒီခြံထားခဲ့မယ်ပေါ့เนาะခြံထားခဲ့ပြီးတော့မှဒီအခု B2 ဆိုတဲ့နေရာနေပြီးတော့စာဆက်ရိုက်เนาะဒီနေရာမှာ EVENT event PLA NNIA planner လို့ရိုက်ထည့်လိုက်โอเค ိုက်တဲ့ပြီပြီဆိုရင်သူ့ကိုဟုံးနေသွားပြီးတော့သူ့ရဲ့ဖောင်းဆိုင်ကိုကြီးပေးလိုက်။နောက်ဖောင်းဆိုင်ကို40နဲ့8လောက်ထားလိုက်။အဲဒါဆိုရင်ဒီမှာဖောင်းဆိုင်ကြီးလာပြီ။ကြီးလာပြီဆိုရင်ဖောင်းပေါ့။အဖောင်းကိုရွေးပေးမယ်။အဲ့တော့ English ဖောင်းနေအများကြီးလာတဲ့ဟာရှိရပေါ့နော်။ဒီတည်းကနေဆရာကဒီ Adobe Castlon Pro Vo ဆိုတာလေးကိုပဲတုံးပြီး Okay ။ပြီးပြီဆိုရင်ဒီ Event Planner ဆိုတာလေးကိုထားပြီးတော့မားဒီမှာဟုံးနေသွားပြီးတော့ alignment နဲ့မှာဒီ chain နဲ့အားလေးရှိရပေါ့နော်။ ဒီအောက်ကခု mount တင်လိုက်တဲ့ align left ကိုနှိမ့်မယ်အပေါ်ကခု mount တင်လိုက်တဲ့ middle align ကိုထားမယ်ပြီးရင်ဒီ row divider လို့ခေါ်တဲ့ဒီ2နဲ့3ကြားမှာရှိနေတဲ့ဟာလေးကိုအောက်ကိုနည်းနည်းဆွဲချပေးလိုက် okay ပြီးဆိုရင်ဒီ a1 ကနေပြီးတော့နော်ဒီနောက်ဆုံးဒီ select မှတ်မယ်ဒီဟာကြီးကိုအရင်ဖြည့်ကျင်လို့နော်အဲ့တော့ပုံနဲ့သွားမယ်ပြီးရင် free color လို့ခေါ်တဲ့စေပုံလေးရှိတယ်အဲ့တော့ကိုကြိုက် နှစ်သက်တဲ့အကြောင်းလေးရွေးပြလို့ရတယ်။နော်ဒါကတော့ resonance ကာလာမကြခင်အသုံးပြုထားတဲ့အကြောင်းလေးပေါ့။နော်ဒီမှာပေါ့။အဲတော့ mod ကာလာအနေနဲ့အကြောင်းလေးရွေးပြလို့ရတယ်။ဒါတော့ဒီ resonance နဲ့အနေနဲ့ဒါလေးကိုယူလိုက်။နော်အကြောင်းစိမ့်ဖြော့လေးပေါ့။ဒါလေးယူမယ်။ယူပြီဆိုရင်အခုစလုံး event planner ရိုက်ထားတဲ့ဟာကိုပြန် slot map မယ်။ slot map ပြီးမှစလုံး font အကြောင်းရွေးမယ်ပေါ့နော်။ font အကြောင်းရွေးဖို့အတွက်ဒီ A ဆိုတဲ့ font color လေးကိုသွားမယ်။နော်သွားပြီးတော့မှဒီ ထားလေးပေါ့နော်ဒီ resin ထဲမှာပဲစိမ့်ပုတ်ပုံစံမျိုးလေးပြီးမှဘိုးလုပ်ပြီအဲ့တော့ဒီရှေ့က margin နဲ့ခွာခြင်းလဲဆိုရင်ဒီနောက်မှာ alignment နဲ့မှာဒီ increase intent ဆိုတာလေးရှိတယ်ဒါလေးကိုတစ်ချက်ချင်းနှိပ်လိုက်ဒါဆိုရင်စလုံးလေးရနောက်ကိုရောက်သွားတယ် okay ဒီလိုလေးဖြစ်သွားပြီပေါ့နော် okay အဲဒီလိုဖြစ်သွားပြီဆိုပြီးတော့မှဒီအောက်မှာရှိနေတဲ့နော်ခု row number 3ပေါ့ row number 3ကို slam မှာမယ် slam မှာပြီးပြီးတော့မှ home နဲ့ကနေပြီးတော့ ဒီစေဘုံလေးရပြီးရမြောက်နေပြီးတော့အခုစလုံးမှာဖြည့်ထားတဲ့အကြောင်းเนาะရှေ့ဆုံးမှာရှိနေတယ်ဒီရောင်လေးကိုယူလိုက်ခေတာမျိုးလေးပေါ့ဒါကအိဇဲရဲ့ဒီရှိနေတဲ့ကမျက်နှာပြင်လေးပေါ်မှာဆရာတို့ကเนาะဒီ color တွေဖြည့်လောက်တာတွေဆဲခွက်တွေကိုအရောင်ဖြည့်မယ်ဒီလို design လေးတွေဖန်ပြီးရအောင်เนาะ okay အပြည့်ပြည့်စုံနဲ့အခု row number 4ကိုဆရာတို့ကခြံခဲ့မယ်เนาะအခု row number 5ကနေစမယ် ရိုးနံပါတ်5ကိုဆရာကဆလမ်မတ်လိုက်ဆိုဒီစာရွက်ပေါ်ကရိုးနံပါတ်5ကိုပဲဆလမ်မတ်ပေါ့နော်ဆလမ်မတ်ပြီးတော့မှဒီဟုံးထဲကနေပြီးတော့စေဘုံလေးကိုပဲသွားတယ်โอเคစေဘုံလေးကနေပြီးဒီခဲရောင်လေးတခုเนาะရှေ့ဆုံးမှာရှိနေတဲ့အရောင်ကျော့တဲ့ဟာလေးကိုနှိပ်လိုက်โอเคဆိုတော့ဒီအခုသုံးမဲ့နေရာမှာ စာရိုက်ထဲမှာဒီ၅ခုရှိတယ်ပေါ့ဒီအောက်မှာဒီနေရာနေစာရိုက်ဆိုတော့ B6 ကနေ၅ခုထိရိုက်မယ်ဆိုတော့ B6 ဒီ7နှစ်ခုပေါ့နော်3ခု4ခု5ခုဒီ6ခုမြောက်ကိုလည်းအဲ့လိုပဲလက်မှတ်လိုက်စလက်မှတ်ပြီးတော့မှဟုံးနေရနေပြီးတော့အဲဒီအခုခဲအောင်လေးပဲဒါဖြည့်လိုက်တယ်နော်โอเคဒါဆိုရင်အောင်လေးဝင်သွားပြီအဲ့လိုပဲဒီရှေ့ရဟာလေးကိုလည်းခဲအောင်လေးဖြည့်ဖိတ်လိုက်တာပေါ့နော်ပတ်ပတ်လေးဒါကိုစိတ်ကူးရှိရင်ရှိစလိုမျိုးလိုက်ပြီးတော့နော်ဖန်တီးပြလို့ရတယ်โอเคဒီရင်ဒီ ရိုးနံပါတ်5ပေါ့เนาะ5ကို0.3လောက်ပြအောင်ထားပြီ Okay ဆိုတော့ဒီနံပါတ်၄နဲ့ပြရအောင်เนาะဆိုရိုးနံပါတ် Okay ဒါဆိုကျင်းသွားပြီပေါ့เนาะဒီကအကွာဝေးလေးနဲ့တူကျင်လို့ပေါ့เนาะဒီ road divider တွေပုံမှာမောက်ကိုတင်ပြီးတော့เนาะ left click ကိုဖိပြော်လို့လို့ရတယ် okay အောက်ကဟာကိုလည်းအဲ့လိုပဲ0.3ပေါ့နော် okay လက်ကလေးကညင်ညင်လေးထားပေါ့ okay ဒါဆို0.3ပေါ့နော် okay ဟုတ်ပြီဂျာထဲမှာရှိနေတဲ့ဒီ 67h910 ကိုလည်း select မှတ်ပြီးတော့နော်0.3ထားပြီလို့ရတယ်เนาะโอเคအဲ့တော့ကွက်တွေရဲ့เนาะအကွာအဝေးတွေကိုဘယ်နေရာကနေတတ်မှတ်ပြီလို့ရသေးလဲဆိုရင် ဲတော့ right click ထောက်လိုက်เนาะ select မှတ်ပြီးတော့ right click ထောက်မယ်ထောက်ပြီးတော့မှဒီမှာ row height ဆိုတာရှိเนาะ row height ကိုဒီမှာ0.2ဖြစ်နေတာကို0.3ဆိုပြီးညိုက်ထည့်ရင်ပို့ပြီးတော့လင်းလင်းမြန်မြန်နဲ့အတိအကျဒါဆိုရင်ဒီမှာ0.3လက်မစီကျဲသွားရပါเนาะအဲ့တော့ five ဒီလည်းအတိအကျဖြစ်ခြင်း right click ထောက်ဒီမှာဆိုရင် row height เนาะဒါဆိုရင်0.31ဖြစ်နေတယ်0.3ညိုက်ထည့်လိုက်โอเคဒါဆိုရင်0.3ဒါပတ်ပတ်လေกว่าဝေးလေးတူသွားပြီပေါ့เนาะ โอเคပြီးပြီဆိုမှာဆရာတို့ဒီပရမဆုံးတဲမှာစာရိုက်တယ်အပရမဆုံးခုဆရာမောက်တင်ထားတဲ့ B စက်သေးကိုစာလေးတွေရိုက်ထည့်ပေးမယ်เนาะအဲ့တော့ဒီမှာစလုံးအကြီးနဲ့ရိုက်မှာဆို ကက်လော်လေးဖွင့်ရတာเนาะ4ပေါ့โอเคပြီးရင်သူတို့ကိုဆလမ်မှတ်မယ် စလမတ်ပေးပြီးတော့เนาะဒီ home နဲ့ကနေပြီးတော့ alignment နဲ့မှာချိန်ပေးမယ်ပေါ့เนาะအောက်တန်းကရှေ့ဟောင်းယူမယ်အပေါ်တန်းကအလယ်ရဟောင်းယူမယ်အပြင်ပြင် font size လေးတွေနည်းနည်းကြီးပေးမယ်ပေါ့เนาะဘိုးလုပ်ပြီးတော့ font size လေးတွေကြီးပေးလိုက် Okay ပြင်ဒီ increase เนาะ intern လေးကိုဒီနှစ်ချက်လောက်နေလိုက် Okay ဒါဆိုရင် ရှေ့ကကတ်နေတဲ့เนาะအကွာဝေးလေးကခွာသွားလိုက် Okay ပြင်ဒီဆဲကွက်တွေကို အယောင်ဖြည့်မယ်ပေါ့နော်အဲ့တော့ဆေးဘုံလေးကိုနှိပ်မယ်နှိပ်ပြီးတော့မှဒီမောကာလာနေပြီးတော့ကိုဖြည့်ကျင်တဲ့အယောင်လေးပေါ့အဲ့တော့ဒီကအယောင်လေးနဲ့တူအောင်ပဲဖြည့်ပေးလိုက်နော်အဲ့တော့ဒီရဆန်ထဲမှာရှိပြီးသားပဲနော်ကိုကသုံးပြီးတယ်ဆိုရင်ရဆန်ထဲမှာအခုဒီဒုတိယအယောင်လေးဖြည့်မယ်နော်ဒါလေးနဲ့ဖြည့်လိုက်အဲ့တော့စလုံးအယောင်တွေကမိန်သွားတယ်ပေါ့နော်အဲ့တော့စလုံးအယောင်ကိုပြောင်းပေးမယ်အဲ့ဒီမှာ selection ကတခါလေးဖြစ်ပြီးသား font color ကိုသွားပြီးတော့အဖြူအယောင်လေးပြောင်းလိုက် โอเคဘိုးထားပြီးသားဆိုတော့ဒီမှာပေါ်လာခဲ့ပြီเนาะပြီးဆိုရင်သူတို့ဂျားထဲမှာเนาะသူတို့ဂျားထဲမှာကြတော့ဒီ line လေးတွေထည့်ပြင်ပေါ့เนาะအဲ့တော့ line လေးတွေကဒီ border လို့ခေါ်ပါတယ်เนาะအဲ့တော့ border button ကိုသွားသွားပြီးတော့မှာဒါတို့ကဒီ more border ကိုသွားမယ်ပေါ့เนาะအဲ့တော့ more border နှိပ်ပြီးတော့ဒါဆိုရင်ဒီအလဲကောင်က line တွေကိုပဲထည့်မယ်ပေါ့เนาะအလဲကောင်က line တွေကိုပို့ပြီးတော့အဖြူရောင်လေးတွေဒီအစင်းရောင်တွေကြားမှာအဖြူရောင် line လေးတွေထည့်နေတာဖြစ်တဲ့အတွက် ီမှာဆိုရင် line ရှင်းတဲ့ line တစ်ခုယူလိုက်နော်တအားမထူတဲ့ဟာတုံးရင်ရှေ့ကဒီမှာယူပေါ့ဒါလေးကိုယူပြီးမှဒီမှာ color မှာအဖြူရောင်လေးတုံးမယ်ပြီးရင်သူကဒီလိုမျိုး roll လိုက်သွားတဲ့ဟာဖြစ်တဲ့အတွက်ဒီရှေ့ဂျမ်းပေါ့နော်ရှေ့ဂျမ်းကအလယ်ကောင်ဟာလေး selection ဖြစ်အောင်ဒီလိုလေးဖြစ်အောင်လုပ်ပြီးမှ okay ပြီးလိုက်အဲဒါဆိုရင်ဒီမှာအဖြူရောင် line လေးတွေပေါ်လာခဲ့ပြီ okay ပြီးရင်နောက်မှကျတော့စာရိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီဒီထဲမှာစာရိုက်မယ်ဒါပုံမှန်တိုင်းပဲเนาะ စာကြီးသေးပုံစံနဲ့ရိုက်တော့မှဖြစ်တဲ့အတွက်ကတ်လော့ပေးလိုက် Okay ပြီးရင်သူ့ရဲ့ font size လေးတွေကိုကြီးပေးမယ်ပေါ့နော် font size လေးတွေကိုဘိုးလုပ်ပေးလိုက်မယ်ပြီးရင်ကြီးပေးလိုက်မယ်နော်ကြီးပေးပြီးတော့မှဒီအပေါ်ကအလဲကောင်အောက်က shape เนาะပြီးဒီမှာဆိုရင် increase and then လေးတစ်ချက်နေလိုက်ဆဲလေးတွေနဲ့ခွာခြင်းလို့ပေါ့နော် okay ပြီးရင်ဒီမှာဆိုရင် static time ရှိရဆိုရင် तू က and time ရှိရမယ်ပေါ့နော် event and time နော်အဲ့တော့ event and time m day m time ပေါ့နော် m day နဲ့ time နဲ့ရှိရမယ်အဲ့တော့ဒီ equal လေးပေါ့နော်ဒီ equal လေးကိုအရင်ဆုံးစာရိုက်ထည့်လိုက်နော်အဲ့တော့အဲဒီကရိုက်ပြီးတော့အကူလေရရပေါ့နော် okay အဲ့ဒီမှာဒီ format အတိုင်းရခြင်းလဲဆိုရင်ဒီကျဲကဟာကို select မှတ်မှတ်ပြီးတော့မှပုံနဲ့တော့ format ပြင်လာတော့အခုပေါ်ခြင်းတဲ့နေရာချက်နေတာအဲဒါဆိုရင်စာရိုက်တဲ့အခါဆိုလဲဒီကျဲအတိုင်းပေါ်လာခဲ့လဲအဲ့တော့ဒီမှာရိုက်ကြည့်မယ်ပေါ့နော် upload ဖွင့်ရမယ် event event အဲ့ဒါက end dat dash m t i m e t okay နောက်မှာဒါ yes well လေးထည့်ပေးမယ်ပေါ့နော် okay ဘယ်ချိန်မှာပြီးမလဲ ရှေ့ရဟာကိုရိုက်ထားတဲ့ဟာ control c နဲ့ကူမယ်ဒီမှာသွားပြီးတော့26လို့ပြောင်းလိုက်မယ်နော်အဲဆိုရင်26 okay အဲဆိုရင်အပေါ်ကဒါ format လေးပြီးသွားပြီဒါ80ရဲ့ဆဲခွက်ဒီထဲမှာပဲကိုလိုချင်တဲ့ပုံစံလေးတွေပြန်ပြီးတော့ဖန်တီးပေးတယ်ပေါ့နော်နောက်တစ်ခုကဒီမှာဆိုရင် အခု C6 ကနေပြီးတော့နော်ဂျားထဲမှာရှိနေတဲ့ဟာတွေဆလတ်မှတ်မယ်ဒီဂျားထဲမှာ line လေးတွေထည့်ပေးမယ်ပေါ့နော်အဲ့တော့ ုံးကိုသွားမယ်ပြီးရင် border pattern ကိုသွားမယ်ပေါ့နော်ဖောင်းအုပ်စုတွေမှာရှိတယ်ပြီးရင် more border ကိုသွားမယ်ပြီးရင် line style တစ်ခုရွေးမယ်ကိုထည့်ခြင်းနဲ့ color လေးထည့်ပြီးနော်နော် okay ဒီရောင်လေးရွေးမယ်ပြီးမှ outline ကိုတော့နှိပ်မယ်ပြီးရင်အလဲကောင်အားပဲနှိပ်မယ် down light ကိုမထည့်တော့နော်ဒီအောက်က down light ကိုမထည့်တော့ inside ကိုရွေးရဲဆိုရင်တော့ down light ပါပါသွားမယ်ပြီးရင် okay ဒါဆိုရင်ဒီအပေါ်ကအပိုင်းပြီးသွားပြီပေါ့နော်အဲ့တော့အောက်မှာ အာဂျန်ဒါဆိုတဲ့ဟာလေးရိုက်မယ်ပေါ့နော်ရိုးနှစ်ခုလောက်ကျော်ပြီးတော့မှအခုဒီ B 14လောက်ကနေပြီးတော့ AGEN ဒီအာဂျန်ဒါလို့ရိုက်လိုက်နော်ရိုက်ပြီးဆိုမှသူ့ရဲ့ဒါဖောင်တွေကိုပြောင်းလို့ရရပေါ့နော်ဖောင်နေနေပြောင်းရင်လည်းပြောင်းလို့ရတယ်နော်ဒီမှာကိုကြိုက်တဲ့ဖောင်တွေတုံးလို့ရတယ်နော်အင်္ဂလိပ်ဖောင်တွေအများကြီးရှိတယ်ဒီဇိုင်းတွေโอเคဒီမှာဆရာတို့ကဖောင် site ကိုနည်းနည်းကြည့်ပေးမယ်နော်ပြီးရင်သူ့ကိုလည်းဆရာတို့ကဒီ increase and then လေးနဲ့တိုးပေးမယ် okay အော်ဒီပြင်သူ့ကိုနည်းနည်းလေးဆွဲချက်ပေးမယ်အဲဟုံးထဲမှာသွားပြီးတော့ alignment နေရာနေပြီးတော့ဒီလိုလေးချိန်ပေးမယ်နော်အောက်တန်းကရှိရအပေါ်တန်းကအလဲရောက်ဟောဒီလိုလေးထားပေးမယ်ပြီးဆိုရင်သူ့ရဲ့နော်စလုံးအယောင်လေးတွေဒါကိုကြိုက်တဲ့အယောင်လေးတုံးပေးလို့ရနော်ဖောက်ကာလာလေးတွေနော်ပြာအောင်လေးထားပေးလိုက်နော်ပြီးရင်အဲဒီမှာပေါ့နော်အပေါ်ဆုံးကနော်အာဂျန်ဒါရိုက်ထားတဲ့ဟာ ရိုးတစ်ခုလုံးကိုစလက်မှတ်မယ် okay ဒါကိုစလက်မှတ်ပြီးဆိုရင်ဇာတော့ home နေရနေပြီးတော့ဒီမှာဆိုရင် fade color ကိုတော့သွားပြီးတော့မှเนาะဒီအပေါ်မှာတုံးခဲ့တဲ့အဒီအကြောင်းလေးပြန်ဖြည့်လိုက် okay okay အောက်ကဒီအကွက်ဒီမှာเนาะဒီကနေစမယ်ပေါ့เนาะအဲဒါဆိုရင်ဘာတွေရှိလဲဆိုရင် time ရှိမယ်ပေါ့เนาะ okay အဲ time time လို့ရိုက်မယ်နောက်တစ်ခုက topic ပေါ့เนาะ okay ဟိုနောက်မှာじゃပါရှိလဲဆိုရင်အဲ presenter ပေါ့နော်ပြင်ဆက်သူပေါ့ဒါဒီကွက်ထဲမှာသွားမယ်နော်နော် P R E S E N T E R presenter လို့သွားမယ် Okay ပြီးမှဒီကွက်တွေကိုဆလက်မှတ်မယ်နောက်ကကြတော့ဒီခဲအောင်လေးပဲဖြည့်မယ်ပေါ့နော်အဲ့တော့ဟုံးကိုသွားမယ်ပြီးရင်ပြန်သွားပြီးတော့စိမ့်ဘုတ်ရောင်လေးဖြည့်။နောက်ပြီးရင်စလုံးအရောင်ကို အဖြူရောင်ထားမယ်။ ပေါင်းဆိုင်ကိုကြီးပေးမယ်ပေါ့။ဟောပေါင်းဆိုင်ကို16လောက်ထားပေးမယ်။ Okay ဒါဆိုရင်ဒီမှာထားရင် topic ရယ် presenter ရယ်ပေါ်လာခဲ့ပြီပေါ့နော်။ Okay ပေါ်လာပြီဆိုမှအဲ့တော့သူတို့ကို စာလေးတွေကို နော် increase internet နဲ့လည်းစီနောက်တိုးပေးလိုက်တယ်နော်။ဒီမှာ3ရောက်လောက်ပဲဆရာထည့်ပေးလိုက်နော်။အဲ့တော့3ွက်လောက်ခြံလိုက်မယ်နော်။ခြံပြီးဆိုမှဒီပက်ပက်လေးဟာလေးကိုအပေါ်တော့ကလိုပဲအဲ့တော့ဒီခဲရောင်လေးတွေလိုက်ဖြည့်လိုက် โอเคအောက်ဆုံးကဟာဒီလေလို့ပုံနေရနေပြီးတော့ဆရာတို့ကရောင်လေးလိုက်ပြင်မယ်နောက်တစ်ခုကဒီမျိုးလေးပုံနေရနေပြီးတော့လိုက်ပြည့်ရပေါ့အဒီလိုလေးလုပ်โอเคပြီးပြီဆိုရင်ဆရာတို့ကဒီ16 16 18ကို slam မှတ်မယ်ပြရနဲ့နည်းနည်းချဲ့ပြလိုက် โอเคပြီးရင်ဒီ19ကိုလည်းဆရာတို့က right click တော့ row height ကို0.3လို့ရိုက်ထည့်ပေးလိုက် under call လာโอเคပြီးမှဒီမှာအချိန်လေးတွေထည့်ပေးမယ်ပေါ့เนาะโอเคဒါဆိုရင်9နာရီပေါ့เนาะ9နာရီ am အဲနောက်တစ်ယောက်လာမယ်ပြီးရင်10နာရီ am โอเคနောက်တစ်ယောက်က2နာရီ pm ပေါ့เนาะ2နာရီ pm မှာ၃ည၃ညကြာနေ ဒီဒါလေးတွေကိုအလဲကောင်ထားခြင်းလည်းရတယ်ရှေ့မှာထားခြင်းလည်းရနော်โอเคအဲဆိုရင်ဆရာတို့ဒီအောက်တန်းကရှေ့ကိုပို့ဘော်တန်းကအလဲကောင်ပြီးရင် time နဲ့ညီအောင် increase enter တစ်ချက်တိုးပေးလိုက်နော်ပြီးရင်စလုံးလေးတွေကိုနည်းနည်းကြီးပေးလိုက်โอเคဒါက topic ကောင်းတယ်လေဆိုတာသူတို့ပြောမဲ့ဟာလေးတွေပေါ့နော်ပြီးဆိုရင်ဆရာတို့က အဲ presenter ရဲ့နာမည်လေးပေါ့နော် Okay ပြီးရင်ဒါလေးကိုလည်းဟုံးနေသွား increase intern လေးတစ်ချက်နဲ့ဒါလေးကိုလည်းဟုံးနေသွား increase intern လေးတစ်ချက်နဲ့ Okay ပြီးရင်ဒီကောင်လေးကို select မှတ်မယ်ပေါ့နော်ဟုံးနေရနေပြီးတော့ဒီလိုလေးလုပ်ပြီးဒီဆိုမှာသူတို့ကို select map select map ပြီးရင်ဟုံးထဲကိုသွားမယ် ေါ်ရာကိုသွားမယ်ပေါ့နော်မောပေါ်ရာကိုသွား outside ကဒီလို solid line ယူမယ် inside ကတော့ dotted line နဲ့လုပ် okay ဒါဆိုဒီလိုလေးပြအဲဒီလိုပုံစံလေးပေါ့နော် okay အဲဒါဆိုရင်ဇာတ်ရဒီမှာ event planner ပုံစံဇာတ်လေးပေါ့နော်အဲတော့ control b လေးနှိပ်ကြည့် okay ဒါဆိုရင်ဒီလိုပုံစံလေးရလာကြတယ်နော်ကိုကဒီအပြင်ကို output ထုတ်ရင်လည်းဒီ design လေးပဲထွက်လာ โอเคဒီလိုဒီဇိုင်းလေးတွေကိုယ်ကအိတ်ဆဲအခြေခံလေ့လာနေရဆိုရင်ဒါလေးတွေလုပ်တတ်ရမယ်เนาะလုပ်တဲ့အနည်းကတော့အမျိုးမျိုးရှိတယ်ကိုကြိုက်တဲ့အနည်းလည်းလုပ်လို့ရတယ်ပေါ့เนาะโอเคဒါဆိုရင်ဒါလေးကိုလိုက်ပြီးတော့ဖြင်းကြည့်ပါ